မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့ဒီပုံတော်ကူနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါပွဲစဉ်၃ပွဲရှိရပေါ့နော်။ Premier League ပွဲစဉ်၃ပွဲရယ်ပြီးတော့ Champions League Quarter Final ဒုတိယကြော်ပွဲစဉ်၂ပွဲရှိရပေါ့နော်။အဲ၃ပွဲကိုဒီနေ့ဗီဒီယိုမှာဒီကြိုပြီးတော့သုံးသပ်ပေးပါပေါ့နော်။အဲ့တော့ဒီနေ့ညရဲ့ဒီပထမဆုံးပွဲစဉ်ကဒီနေ့ညဒီတနင်္လာကစားမဲ့ Premier League ပွဲစဉ်၃ပွဲဖြစ်တဲ့ Newcastle နဲ့ဒီ Crystal Palace ရဲ့ပွဲစဉ်ပေါ့နော်။အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင် Newcastle က တကူသွင်းပြား40ရမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်3ဂိုးသွင်း55ပြည့်ရမယ်ပေါ့နော်အဲ့တော့ Newcastle ကသူတို့ကစားထားတဲ့အင်ဂွေးနောက်ဆုံး3ပွဲကိုကျွန်တော်ပြန်ကြည့်3ပွဲလုံးသူတို့အနိုင်ရထားခဲ့တယ်ပြီးတော့ပြိုင်ပွဲဆုံးနောက်ဆုံး5ပွဲစရိုက်တဲ့ Newcastle ရဲ့နိုင်တယ်ပေါ့နော်ဒီတစ်ဖက်က Crystal Palace အနေနဲ့ကကျတော့အဝေးကွင်းနောက်ဆုံး2ပွဲမှာဆိုလို့ရှိရင်သူတို့ရမတက်မှတ်ပဲရတာလေပြီးတော့ပြီးတော့ Newcastle နဲ့တွေ့ခဲ့တဲ့ဒါဒီနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ဒီခုနက ဒီတပွဲပဲအနိုင်ရခဲ့ပြီးတော့ဂျန်နေပွဲစဉ်တွေအကုန်လုံးမှာဒီနေဦးကဆယ်ကို ဒီအနိုင်မရတာပေါ့နော်ပြီးတော့ Newcastle အနေနဲ့ကျတော့လေဒီပြီးခဲ့တဲ့ဒီ Manchester United နဲ့ပွဲမှာဆိုလို့ရှိရင်သူတို့၄ဂိုးတကိုးနဲ့နိုင်ခဲ့တယ်အဲ့တော့ဒီလက်ရှိ Premier League နောက်ဆုံး16ပွဲမှာဆိုလို့ရှိရင်သူတို့က12ပွဲထိနိုင်တယ်ပေါ့နော်ပြီးတော့အခုနှစ် Premier League မှာဆိုလို့ရှိရင် Champions League ဝင်ခွင့်အတွက်ကဒီအသင်း၅အသင်းထိဝင်ခွင့်ရမှာဖြစ်တာကြောင့် Newcastle ကဒီနေ့ပွဲစဉ်မှာဒါအနိုင်ရခဲ့မှာဆိုလို့ရှိရင်သူတို့ရဲ့ Champions League ဝင်ခွင့်လမ်းကြောင်းကတော်တော်လေးကိုကောင်းသွားခဲ့ပြီပေါ့နော်ပြီးတော့ Newcastle ကဒီပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင် Crystal Palace နဲ့ကစားခဲ့တဲ့အင်ကွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင် လေးဘွဲလုံးနီယူကာဆယ်ကလင်းရှိရခဲ့တယ်အဲ့တော့ဒီဘွဲမှာဒီနီယူကာဆယ်ကိုတဘောကြရဲဘောနအင်ကွင်းလေးဖြစ်တယ်ဆိုတော့ဒီပဲလေးကိုဒီတစ်ဖက်ကဒီနီယူကာဆယ်အနေနဲ့ဒီတကိုးနှုတ်ကိုလောက်တော့သူအနိုင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ဘောနအဲ့တော့ဒီနေ့ညရဲ့ဒါဒုတိယမြောက်ပွဲစဉ်ကဒီနေ့ညတနင်္ဂနွေမှာကစားမယ့်ချန်ပီယံလိကွာတာဖိုင်နယ်ဒါဒုတိယကျောပွဲစဉ်တပွဲဖြစ်တဲ့အင်တာမီလန်နဲ့ဘိုင်ယန်ဘောနအဲ့ပွဲစဉ်အခြေကိုကျွန်တော်ပြန်ကြည့်ရင်ဘိုင်ယန်ကဒီ level 15ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်းပြားကားစေရမယ်ဘောနအဲ့တော့ဒီအင်တာက ဒီပထမအကြော့မှာဆိုလို့ရှိရင် သူဘိုင်ယန်ကိုဒီနက်ကိုလိုနဲ့နိုင်ရဲ့ဆိုတော့ဒီဒုတိယအကြော့အဆန်စီရောမှာကစားမယ့်ပွဲစဉ်ကပြောမယ်ဆိုလို့ရှိရင်ဒီ Inter Dog တော့ဒီအနေနဲ့ဒီတက်တာရရစီမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ Inter အနေနဲ့ဘိုင်ယန်ကိုမရှုံးအောင်ကစားနိုင်ရဲ့မယ်ဆိုလို့ရှိရင်ဒီနောက်တစ်ဆင့်ကိုရောက်မှာဖြစ်တယ်ပေါ့နော်ပြီးတော့ Inter ရဲ့ Nibia Insigne ကပြောမယ်ဆိုလို့ရှိရင် low block ကစားရမှာတော်တော်လေးကိုကောင်းတဲ့ Nibia ပေါ့နော်ပြီးတော့ဒီရာဒီချန်ပီယံလိမှာဆိုလို့ရှိရင် Inter က PO စုစုပေါင်း3ခုပဲသူတို့ခွင့်ပြုပေးထားတယ်ပေါ့နော်ပြီးတော့ဘိုင်ယန်ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်လည်းဒီ ဟယ်ရီဂိန်းတို့ဒီစာနေတို့အိုလီတို့ရှိတယ်ဆိုပေမဲ့လို့ဒီရာဒီချန်ပီယံလိအိမ်ဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ပီကိုတကူးတာ ခွင့်ပြုပေးထားတယ်အင်တာရဲ့ခံစီကိုကိုတင်ဖို့ဆိုတာခက်ခဲနိုင်တယ်ဗောနော်ပြီးတော့ဒီဆန်စီရိုမှာကစားခဲ့တဲ့အင်တာမီလန်ရဲ့ချန်ပီယံလိပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းနောက်ဆုံး14ဘွဲ့စလိုက်ထိရှုံးဝဲမရှိထားဘူးအဲ့တော့ဒီမှတ်တမ်းကပြောမှန်ဆိုလို့ရှိရင်အင်တာရဲ့တမိုင်းတစ်ချောင်းမှာအကောင်းဆုံးမှတ်တမ်းတစ်ခုဖြစ်လဲရှိနေတယ်ဗောနော်ပြီးတော့ဘိုင်ယန်မြူးနစ်ကချန်ပီယံလိရှုံးထွက်အဆင့်တွေမှာဆိုလို့ရှိရင်ပထမအကြုံမှာရှုံးပြီးတော့ဒုတိယအကြုံမှာကမ်ဘက်နဲ့ဒီနောက်တစ်ဆင့်ကိုရောက်သွားခဲ့တဲ့ပွဲစဉ်အစုစုပေါင်းကနောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်တပွဲပဲရှိခဲ့တယ်ဗောနော်ပြီးတော့အင်တာကကျတော့လေပထမအကြုံမှာအနိုင်ရခဲ့တဲ့ချန်ပီယံလိ ီရှုံးထွက်ဒီနောက်ဆုံး23ချိန်မှာဆိုလို့ရှိရင်23ချိန်အထိကသူတို့နောက်ဆုံးဒေါက်တာဆင်ကိုရှောက်ခဲ့တယ်ဗောနအဲ့တော့ဒီပွဲမှာဘိုင်ယန်နေနဲ့ပြန်လာနိုင်ဖို့ဆိုတာအခက်ခဲတယ်ပြီးတော့ဆန်စီရိုမှာအင်တာကိုဂိုးသွင်းဖို့ဆိုတာလည်းအတင်းတိုင်းတော့အခက်ခဲနိုင်တယ်ဗောနအဲ့တော့ဒီပွဲမှာဒီအင်တာမီလန်နဲ့အတူတွင်းကိုနေမဲ့ပွဲစဉ်တစ်ပွဲလို့ထင်တယ်ဗောနအဲ့တော့အင်တာနဲ့ဂိုးကိုရွေးချယ်ပေးချင်တယ်ဗော အဲ့တော့ဒီနေ့ညအဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညဒီတန်နိုင်ကွဲမှာကစားမဲ့ Real နဲ့ Arsenal တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင် Real ကဒီတကူးသွင်း65ပြည့်ရမယ်။ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်3ဂိုးသွင်း35ပြည့်ရမယ်ပေါ့နော်။အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ကဒီနေ့အတွက်ဒီစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်။ပြီးတော့ Champions League ရှုံးထွက်အဆင့်မှာဆိုလို့ရှိရင်လူစိတ်ဝင်စားမှုများတဲ့ပွဲတစ်ပွဲပေါ့နော်။အဲ့တော့ပရမကျောင်းမှာဆိုလို့ရှိရင်လည်းမထင်တာတဲ့ Challenge နဲ့ Arsenal က3ဂိုးဂိုးမရှိနဲ့နိုင်ရဲဆိုတော့ဒီနေ့ပွဲစဉ်ကဒါတော်တော်လေးကိုလူတွေစောင့်ကြည့်နိုင်မယ်လို့ထင်တယ်ပေါ့နော်။ အဲ့တော့ပထမကြုံမှာဒီအာဆင်နယ်ကဒီရီယဲကိုသုံးခုပြည့်နဲ့အနိုင်ရခဲ့ဆိုပေမဲ့လို့ရီယဲကဒီသူတို့ရဲ့အင်ကွင်းဘာနေပြူးမှာဆိုလို့ရှင်ကမ်ဘတ်တွေအများကြီးလောက်ခဲ့တယ်ဘာလို့သူတို့ကမ်ဘတ်ပြခဲ့တဲ့ပွဲစဉ်တော်တော်များများလေးရှိတယ်ဆိုတော့ဒီပွဲကအာဆင်နယ်အနေနဲ့ကကြတော့လေဒီတတိကြီးကြီးထားပြီးတော့ပြင်ဆင်လာမယ့်ပွဲစဉ်တွေပဲဖြစ်တယ်ဘာလို့ပြီးတော့အာဆင်နယ်ရဲ့ ခံစည်းကိုကျွန်တော်ပြန်ကြည့်ရင်လက်ရှိမှာတို့အကောင်းဆုံးပုံစံနေပြသထားတယ်ပထမအကြုံမှာဆိုလို့ရှိရင်လည်း clean sheet ရထားရဲ့ဆိုတော့တို့တို့အတွက်ယုံကြည်ယုံကြည်ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်အားကောင်းနေမယ်လို့ထင်တယ်ဒါမှမဟုတ် Arsenal ကဒီလက်ရှိမှာဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့အလေးပိုထားတဲ့အသင်းဖြစ်တယ်ပြီးတော့နောက်တစ်ဆင့်တက်ခင်မယ်ဆိုလို့ရှိရင်တို့ semi final မှာဒီ PSG နဲ့ကစားမှာပေါ့နော်အဲ့တော့ဒါပေမဲ့ဒီလက်ရှိ Arsenal အသင်းမှာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာဒီ Awaqat ထပ်တီးလို့မရတဲ့ကစားသမား၄ယောက်ရှိတယ်ပေါ့နော်ဒီ Champions League ရဆိုလို့ရှိရင် Awaqat ဒီ၃ချိန်ထိခဲ့ င်မယ်ဆိုလို့ရှိရင်လာမယ့်ပွဲစဉ်တစ်ပွဲကိုလွဲချုံမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ quarter final ပွဲစဉ်နေကစားပြီးွားချိန်မှာတော့ဒီ UEFA ကအဝါကပ်ပြစ်ဒဏ်တွေကိုပယ်ဖြတ်ပေးမယ်ဆိုပေမဲ့လို့ဒီဒီ quarter final ဒုတိယအကြိုမှာအဝါကပ် တဲ့ဟွာကတုံးကပြေးခဲ့မှာဆိုလို့ရှိရင်အဲ့ဒီကစားသမားကလာမဲ့ဆီမီဖိုင်နယ်ပထမကြောလွဲမှာပေါ့နော်အဲ့တော့အာဆင်နယ်မှာဆိုလို့ရှိရင်လက်ရှိဒီမာတီနယ်လီတို့ဒီဂလန်ရိုက်တို့ပါတီနဲ့ဒီတင်ပါတို့ဒီကစားသမား၄ယောက်ရှိတယ်ပေါ့နော်သူတို့၄ယောက်ကလက်ရှိမှာအဝါကနှစ်ကတ်စီထိထားရဆိုတော့ဒီနေ့ပွဲစဉ်မှာအဝါကတကတ်ထိခဲ့မှာဆိုလို့ရှိရင်ဒီကစားသမားတွေကဒီလာမဲ့ ဒီနောက်တစ်ဆင့်ကိုတို့ရောက်ခဲ့မှာဆိုလို့ရှိရင် semi final မှာ PSG နဲ့ပထမအကြုံပွဲစဉ်ကိုတို့လွဲချော်မှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကစားသမား၄ယောက်လုံးကလက်ရှိ Arsenal ရဲ့ key player ဖြစ်တာကြောင့်ဒီနေ့မှာ Arsenal အနေနဲ့ဒီ Real ကိုကျော်ပြီးတော့ semi final ရောက်ဖို့တို့ကြိုပြီးတော့ပြင်ဆင်လာလိမ့်မယ်ဖြစ်တယ်လို့ဒီကစားသမားတွေအဝါကမထီဖို့လေတို့ဒီကြိုပြီးတော့အာယုံဆိုင်တာလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ ဒီအာဆင်နယ်အနေနဲ့ရီယက်ကိုတိုက်စစ်ဆင်ကစားဖို့ဆိုတာတဲ့ပုံလုံးပိုက်ဆိုင်မှုအတာနဲ့ဒီပွဲချိန်မိနစ်တွေကိုသူတို့ဖြုံးတိပြဖို့ပဲကြိုးပြီးပြင်ဆင်လာလိမ့်မယ်လို့ထင်တယ်ဘာလို့ပြီးအာဆင်နယ်ကဒီရာဒီချန်ပီယံလိအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ရှုံးပွဲတဝဲပဲရှိရပါတော့သူတို့ရှုံးခဲ့တာဒီအင်တာကိုတကူဝမရှိနဲ့ရှုံးနေဒါမှမဟုတ်အဲ့ဒီပွဲစဉ်မှာအာဆင်နယ်ကဒီအချက်လက်တွေရအင်တာကိုသူတို့နိုင်ခဲ့တယ်ဘာလို့ဂိုးပေါက်ကန်ချက်စုစုပေါင်းအကျဉ်း30တိရှိခဲ့တယ်ပြီးတော့ဒီဂိုးရနိုင်ချေချန် AG ကလည်းသူတို့အသင်းလိုက်မှာ1 point ဒီ ADD ရှိခဲ့တယ်။ပြောရမယ်ဆိုလို့ရှင်ဒါနှစ်ကိုဝင်ကျင်ကြီးရှိခဲ့တယ်ပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒီ Arsenal အနေနဲ့ Real ကိုသူတို့အနိုင်ယူနိုင်စွမ်းရှိတယ်။ ဒီခံစစ်ကလည်းပြောရမှာဆိုလို့ရှင် real ကို၄ကိုလောက်ထိတော့သူတို့ခွင့်ပြုပေးလိမ့်မှာတော့မဟုတ်ဘူးเนาะအဲ့တော့2009နောက်ပိုင်းမှာပထမဆုံးအကြိမ် semi final ကိုတက်လန်းဖို့ဆိုလို့ရှင် arsenal အသင်းနဲ့အင်းနေနေရလေကြိုပြီးတော့ပြင်ဆင်ထားလိမ့်မယ်လို့ထင်တယ်ဘာလို့အဲ့ဒီပွဲမှာကျွန်တော်ဒီ arsenal ကိုသဘောကျတယ်ဘာလို့ real ကိုသူရှုံးခဲ့တော့တကိုးထပ်ပို့ပြီးတော့ဒီရှုံးလိမ့်မယ်လို့တော့မထင်ဘူးပြီးတော့ခံစစ်ကလည်း real ရဲ့ဒီတိုက်စစ်ကိုအကောင်းဆုံးဟန်တားနိုင်လိမ့်မယ်လို့ထင်တယ်ဘာလို့အဲ့တော့ဒီပွဲနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှင်ကျွန်တော်ဒီ goal out နဲ့ arsenal ကိုရွေးချယ်ပြီးခြင်းတယ်ပေါ့ um,